အားလုံးပဲမင်္ဂလာပါရှင်ပရိသတ်လေးတို့အားလုံးကိုကျမတို့ရဲ့ Aura Cartoon Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျမကတော့ Season 32နဲ့ဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်လေးတို့ထက်ဇာတ်လမ်းကလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်ကြာကြာပတ်တယ်တို့က VPN link ခံပြီးတော့မှဇလန်လေးရဲ့အစောထိပ်ကိုအကြည့်ရှုအပေးချပါအောင်နော်။ Hi ကျွန်မကတော့ Dream Thi Jun က Dream လို့ခေါ်ပါတယ်။ Dream Thi Jun ဆိုတာကအင်ဒိုနီးရှားမှာရှိတဲ့ဂျွန်းအသေးလေးတစ်ခုပေါ့။ ျမတို့ဂျူမာကဒရင်းသီးလဲပေါများပြီးတော့ပင်လယ်တမျှတွေကုံသွဲတဲ့သူတွေပြီးတော့ကျမလည်းတူတူရှိနေပါတယ်။ကဲကြည့်ကြည့်လိုက်ရအောင်။ကျမကထူးခြားတဲ့မျက်လုံးတွေနဲ့မွေးဖွားလာခဲ့သူတူပါ။ကျမမျက်လုံးလေးတွေကအမြဲတမ်းညီနေတတ်ပါတယ်။ယူလောက်တယ်မလား။အဲ့ဒါကြောင့်ပဲကျမကိုလူတော်တော်များများကကြောက်ကြပါတယ်။ပို့ပြီးတော့ထူးခြားတာကညာဘက်မှာဆိုရင်ကျမကကြောင်မျက်လုံးလိုမျိုးအလုံးကိုမြင်နေရတာပါ။ဒါရီမကသေးပါဘူး။ကျမကမိဘမဲ့တယောက်ဖြစ်ပြီးတော့ကျိုးနဲ့မှတယောက်တည်းနေထိုင်ပါတယ်။ ျမရဲ့ဇလန်ကြောင့်နားထောင်မယ်ဆိုရင်တော့နားမထောင်ခင်မှာအရင်အဆုံး like and subscribe လေးလုပ်ခဲ့ပေးပါအောင်နော်။ကျမမိဘတွေနဲ့ပတ်သက်ပြီးတော့ကျမတီချာမမတ်မိပါဘူး။ကျမကိုမွေးပြီးတော့တစုံတယောက်က social ပေးခဲ့ပြီးတော့နောက်ပိုင်းမှာတော့ကျမလည်းအခုလိုမျိုးတယောက်တည်းပဲနေနေရပါတယ်။ကျမကိုပင်လယ်လမ်းမှာဆွန့်ပစ်သွားတယ်လို့တော့ပြောချင်တာပဲ။ Hello Mr. Uya ကောင်းတော့နေလေ။အေးရွာရဲ့တကြီးကလည်းကျမကိုကြောက်တက်ခွင့်ပိတ်ထားပါဗျ။ ကျွန်တော်တက်ဆရာမတယောက်ရဲ့ကျေးဇူးကြောင့်နဲ့ကျွန်မစာသင်မှုဒီနေ့တစ်ခုရှာတွေ့ခဲ့ပါဗျ။ကျွန်မရဲ့ပထမအုပ်ဆုံးနေကမျက်မှန်ကိုလည်းသူပဲပေးခဲ့တာပေါ့။ကျွန်မမျိုးလုံးအတွက်အကာအကွယ်လေးဖြစ်တော့ကျွန်မသိကဝမ်းသာသွားတယ်။ကဲအားလုံးပဲကောင်းပြီ။ဖတ်စာအုပ်ရဲ့ chapter 5ကိုဖွင့်လိုက်ကြမယ်။ဒီနေ့ကငှက်ကလေးတွေအကြောင်းသိကြမယ်နော်။ရပါတယ်။လူတွေကကျွန်မနဲ့မပေါင်းချင်ဘူးဆိုမှတော့လေကျွန်မမှာတခြားပေါင်းဆရာတရိစံလေးတွေတော့ရှိပါသေးတယ်။ဒါပေမဲ့တရိစံလေးတွေကတော့အပြည့်အဝတငယ်ချင်းလို့လို့မရနိုင်ခဲ့ဘူးပေါ့။ ဲ့ဒီကလေးတွေအလုံးထဲမှာအရေးဆဆုံးသောတရားရှိပါတယ်။ရှာတကြီးရဲ့သားဖြစ်ပြီးတော့အလုံးကသူခိုင်းတဲ့များဆိုရင်အကောက်လုတ်ပေးကြတယ်။ကျမလည်းသူတို့ကိုဆိုရင်ဝေးရှောင်နေပါတယ်။ဒါပေမဲ့သူတို့ကကျမကိုတွေ့တဲ့အချိန်တိုင်းလှောက်ပြောင်ပြီးတော့ရေစရာအဖြစ်ဖန်တီးကြတာပေါ့။ဟမ်ဟိုမှာကျုပ်တို့ကောင်မလေးမလား။သူ့ကိုမကြည့်ကြနဲ့နော်။သူ့မျက်လုံးကနီးရဲတောက်နေတာ။ညီနှောင်းကတော့ဒီတိုင်းလှုပ်ပေးထားလို့မရဘူးလား။ပါလေမျက်လုံးနီကောင်မလေး။နင်ကနေ့ရက်တငယ်ချင်းတိတ်တိတ်လေးတွေနဲ့တော့မဆော့တော့ဘူးလား။ တမမဟောငါကနှစ်တငယ်ချင်းလေးတွေကိုစာပြစ်လိုက်ရင်ကောင်းမလားဟာဟာဟာငါကအဲ့ဒီမျက်လုံးကြီးတွေနဲ့နင့်ကိုကြောက်တော့ဖြစ်ပြောင်းသွားအောင်လှုပ်ပြစ်လိုက်မယ်။ပါလေနင်တို့ကမျက်လုံးကိုကြည့်ချင်ကြလို့လား။ငါကတော့နင့်ကိုလုံးဝမကြောက်ပါဘူးနော်။အဲ့ဒါဆိုလဲငါမျက်လုံးကိုကြည့်ကြည့်လိုက်လေ။နင့်ရဲ့လျှို့ဝှက်ချက်အကြီးကြီးကိုငါဖော်ထုတ်ပြလိုက်မယ်။ပြီးသွားရင်တော့နင်ကကြောက်တော့ဖြစ်နဲ့ပြောင်းလဲတော့မှာနော်။အဲ့ဒီအချိန်မှာရုတ်တရက်အနားကနေပြီးတော့အရေးမဲကြီးတစ်ခုအကြီးကြီးပေါ်လာပါတယ်။ဟာအဲ့အဲ့ဒါတကယ်ပဲကွာ။ ကောင်နဲ့ပြေးကြတော့ဟဟနေကူတလောပဲပြောက်နေလဲငါသိချင်နေတာငါနဲ့ကိုအစာကျွရအောင်မယ်လေဒါကတော့တာမန်နီးရလေးတစ်ခုပါပဲရွာတကြီးရဲ့သားကို၆လလိုက်မိတာကကျမတို့တာပထမဦးဆုံးအချိန်မှာကျမလိုကလေးမလေးတယောက်ကတခြားသူတွေရဲ့အကူအညီမပါဘဲနဲ့ဘလို့ရည်တည်ရှင်းတဲ့နေလဲဆိုတာပြည်သက်တို့သိကြမှာပေါ့ပင်လေကြီးကပဲကျမကိုအရှာအလုံးထပ်ပံ့ပေးထားပါဗျ ကျမလိုအပ်တဲ့အရာတွေကိုကမ်းမော်ကိုတင်လာတဲ့ပစ္စည်းတွေနဲ့ပဲရှင်းသင်ပါတယ်။တခါတလေကျမမိဘတွေကကျမကိုကူညီပေးနေတယ်လို့လည်းခံစားရပါတယ်။ဆေးစုံတွေရဲ့လူတက်တာရဲ့နောက်ွယ်မှာဘယ်သူတွေရှိနေလဲဆိုတာကျမသိနေပါတယ်။အဲဒီသူကတော့တကြီးသားပေါ့။ကျမလည်းသူတို့ခေါ်ရဌာနစီကိုပြေးလာခဲ့ပါတယ်။တရဲတွေကဒီနောက်မှာရှိနေရဲ့ဆိုတာကျမသိနေတယ်။ဒီတိုင်းခက်ပြုံးပြုံးလေးပဲကျမအထဲကိုဝင်လာလိုက်ပါတယ်။တေဇာဘက်ကိုတကြီးသားကသူ့ရဲ့အဖေနဲ့ကျမအချမ်းကိုသွားပြီးတိုင်ထားတာပေါ့။ အလုံးကလည်းဒါကိုအခွင့်အရေးကောင်းတစ်ခုလို့မှတ်ယူကြပြီးတော့ကျမကိုအနိုင်ကျင့်ဖို့ကြိုးစားကြတယ်။မင်းကမင်းကငါသားနဲ့သူ့တငယ်ချင်းတွေကိုတိုက်ခိုက်ပစ်လိုက်တယ်လို့ငါကြားထားတယ်။ဟမ်ဘလို့တိုက်ခိုက်ရမှာလဲ။ကျမကလည်းအသက်ရှင်နေပဲရှိသေးတယ်ကလေးမလေးတယောက်ပါပဲ။သူတို့တောင်ယောက်စလုံးကိုဘလို့လုတ်ပြစ်နိုင်မှာလဲ။သူ့မျက်လုံးတွေလေပြီးတော့တရေကြီးလည်းရှိနေတယ်။သူကစုံးတဲ့ပညာရည်နဲ့သားတို့ကိုပြူစားပြီးလုတ်လိုက်တာ။ကျမရန်ကိုဒေါသထွက်သွားပါရဲ့။ ။နောက်ကလူအုပ်ကြီးကလည်းကျမတို့ကိုကြည့်ပြီးတော့တီတိုးတွေပြောနေကြတာပေါ့။ရှင့်သားတွေကတကယ်ကိုလူလိမ့်မယ်နော်။ဘာလဲ၊ကျမမှာတရေတကယ်မွေးထားရလို့ထင်နေကြရလား။ဒါဆိုလည်းတစ်ခါတော့သူနဲ့တွေ့ကြည့်မလား။ဒါမှမဟုတ်ရှင့်ကလည်းကြောက်နေရလား။ငါကဒီရွာရဲ့တကြီးပဲ။ငါဘာမှကြောက်စရာမရှိဘူး။ရွာရဲ့တကြီးလား။ဒါဆိုရင်လည်းရွာရဲ့တရေနဲ့တစ်ခါတော့မေးဆက်လိုက်ပါအောင်။မိုးကအခုပဲ။အာပြေးကြဟေးပြေးကြဟွန်းဟွန်း ကျွန်မကမုခါလေးနဲ့လွန်ခဲ့တဲ့နှစ်အနေငယ်လာကဆောက်တွေ့ကြတာပါသူကလည်းအဲ့ဒီချိန်တုန်းကငငယ်လေးပဲရှိသေးတာသူကလည်းကျွန်မလိုပဲမြေတောက်နီတွေကိုပိုင်ဆိုင်ထားပါတယ်တောအုပ်ထဲမှာပဲကျွန်မတို့ကတူတူရှင်တန်ပြီးတော့ဖြစ်တန်းနေကြတာပေါ့သူကလည်းအကူကြီးလိုအပ်နေတဲ့သူတွေကိုအကူကြီးပေးတတ်တဲ့သူပါကျမတို့နှစ်ယောက်ကအတိလောက်ထိကိုချစ်ကြပြီးတော့အတယောက်နဲ့တယောက်အတွက်အားလုံးကိုလှုပ်ပေးကြပါရယ်။နောက်နေ့မှာတော့ရွာသကြီးနဲ့ရွာသားတွေအားလုံးကတရားဝင်ရဲကိုတိုက်ကြလိုက်ပြီးတော့ကျမနဲ့မုခါလေးကိုရွာပြင်ကိုမောက်ထုတ်ခဲ့တာပေါ့။ ဒါပေမဲ့လည်းကျမကိူးမဆိုင်ပါဘူး။ကျမတို့မှာအချင်းချင်းရှိနေရပဲလေ။ဒီတိုင်းနေစရာကောင်းမယ့်နေရာအတစ်ကလေးကိုရှာလိုက်ရမှာပဲ။ရဲဆက်တဲ့လူသားတွေရဲ့အဝေးတနေရာမှာနေရတာကအပိုပြီးတော့အေးစေပါရဲ့။ညနေပိုင်းအချိန်တွေကလည်းကျမတို့အတွက်အကောင်းဆုံးအချိန်တွေဖြစ်ပါရဲ့။နေဝင်သွားတဲ့နေ့တစ်ပိုင်းနဲ့ကျမတို့ကအားလုံးကိုမြင်နေနိုင်ပြီလေ။နေ့လယ်ပိုင်းမှာထွက်တဲ့နေကကျမတို့အတွက်မျိုးလုံးအရန်ဆူးရှော်လုံးပါရဲ့။အဲ့ဒါကြောင့်ပဲညပတ်အချိန်တွေကကျမတို့အပိုင်ဖြစ်လာပါတယ်။အဲ့ဒီညနေကကျမတို့အိမ်အစ်စ်ကိုရှာနေခဲ့ကြတယ်။ ဟိုကကပထမဦးဆုံးနေရာကိုတွေ့သွားတယ်။ကျမကလည်းပင်မနေရောက်မလဲစိတ်ပူနေတော့သူကလည်းညှို့ထုတ်ပြတယ်။ကျမတို့ရှိမှပဲလျှောက်ကူလေးတခုရှိနေတာကိုတွေ့လိုက်ရတယ်။ကောင်းသားပဲမုခရဲ့ငါတို့ဒီညဒီမှာပဲနားကြအောင်။ရှိရတဲ့ဒီကူကအရှင်တို့ကပင်လယ်တမရီတုံးသွားတယ်ထင်တယ်။ဒီထဲမှာလည်းရေသနာတွေရှိနေနိုင်တယ်။အာပင်လယ်တမရီမဟုတ်ဘူးလူရက်တဲ့သူတွေပဲ။ဒီမှာလူမီနီရာကနှစ်ပေါင်းမြောက်စွာကြာနေလောက်ပြီထင်တယ်။နှစ်ပေါင်းဒီပုံထဲကနှစ်မိပါရီလား။ အာမုခငါစီမကောင်းပါဘူးငါတို့ကထင်တာအထက်ပို့ပြီးတော့တူတဲ့အချက်တွေများတာပဲနော်ဂျီလိုနဲ့ပဲနှစ်ပေါင်းများစွာကြာလာခဲ့ပါတယ်ကျမလည်းအခုကြီးလိုအပ်နေတဲ့ tradition လေးတွေကိုကျမကိုရင်းမှာပဲကဲတင်ထားပြီးခဲ့ပါတယ်ပင်လယ်ကြီးကပဲကျမတို့ကိုအထောက်ပံ့ကောင်းနေပြီးထားတယ်ကျမအသက်၁၉နှစ်အထိဒီလိုမျိုးနေထိုင်ပြီးတော့ကျမသက်ကိုပျော်ရွှင်နေကြတာပေါ့အန်နီယအန်နီယမုခမုခအန်နီယရှိနေပြီ ုံမှန်ဆိုရင်မူခါကကျမတို့အရှင်အိယာထားပြီးတော့လိုအပ်နိုင်မဲ့ပစ္စည်းတွေကိုသွားရှာတတ်ပါတယ်။မင်းညကမုံတိုင်းတိုက်သွားတာဆိုတော့ပို့ပြီးတော့ဒီညပစ္စည်းတွေပါလာနိုင်တယ်။ကျမရဲ့ခံစားမှုအရဆိုလို့ရှိရင်တော့မင်းကတူတူကြကြပစ္စည်းတခုရောက်လာတယ်လို့ပဲပြောရမလဲ။အနီးနားပအဝင်ချင်းကိုရုတ်တရက်ကြည့်လိုက်တဲ့အချိန်မှာကျမတွေ့လိုက်ရတာတင်မောတစီဟမ်ဒီညရီလာနေပြီ။ဒီလိုမျိုးထက်ပြီးတော့မဖြစ်စီရဘူးလို့ကျမတွေးထားလိုက်တယ်။ကျမဆက်ရဲ့အတွင်းထဲမှာတော့နည်းနည်းတော့ကြောက်စိတ်ရှိနေပါတယ်။ မောခာရှင်တို့ရေမောခာကိုဒီလိုကောက်သားလို့မရဘူးရှင်းလိုက်ကြစမ်းကျမခန္ဓာကိုယ်ထဲမှာအစိုးရစိတ်တွေနဲ့ကြားလက်မှုတွေပြည့်နေနေခဲ့ပါတယ်ဓမြတွေကကျမစီကနေမောခာကိုခိုးသွားချပြီလေမဖြစ်ဘူးဟုတ်ပြီငါမောခာကိုတွေ့အောင်ရှာမယ်ဟေးမင်းတီကိုလာလို့မရဘူးလေ sorry ပါငါနင်တို့ရဲ့တင်မောကိုငှားဖို့လိုနေလို့ပါဒီမှာဘသူကမှဟာကျမရဲ့ချလိုက်မှုကြောင့်ဟိုတုံးကထွက်ပြေးသွားကြတယ် ကျမဒီရွာကိုပြန်မလာတာနှစ်တွေအများကြီးကြာနေခဲ့ပြီလေ။သူတို့စီကတင်းမော့ကိုလူသွားတာက မကောင်းတဲ့အရာဆိုပေမဲ့လည်းကျမမတတ်နိုင်ဘူး။နောက်မကြခင်ဟိုတင်းမော့စီကိုအမိလိုက်မရမယ်။မုခပေးကင်းလား။မုခကိုသူတို့ဖမ်းသွားကြပြီ။အခုချိန်ကြီးတော့မုခအန်ရကင်းသေးတယ်။သူတို့သွားနေတဲ့နေရာကြီးတစ်ခုကအလင်းရောင်ကြီးအများကြီးရနေတယ်။ဒါပေမဲ့ငါလိုက်တော့မှဖြစ်မယ်။ညင်ကဟိုကိုပြန်ပြီးတော့အားလုံးပြစ်စင်ထားလိုက်။အဲ့ဒီအလင်းရောင်ကြီးရှိနေတဲ့မြို့ကြီးကတော့စင်ကာပူမြို့ဖြစ်ပါတယ်။ တခြားသူတွေစင်ကာပူမြို့အကြောင်းကိုပြောတာကြားပူပါရယ်ဒါပေမဲ့မြို့ကြီးပြကြီးစရာကိုကျွန်မအခုချိန်မှာပထမအုပ်စုမြင်ဘူးတာဖြစ်ပါရယ်တောင်တန်းတွေလောက်ကိုမြင်မာတဲ့အစာဘူးအကြီးကြီးတွေကိုပိုင်ဆိုင်ထားကြရယ်အလင်းရောင်နဲ့အတန်အကျယ်ကြီးတွေကိုလည်းသူတို့ကပိုင်ဆိုင်ထားကြရယ်မြို့ကြီးရဲ့ရှုခင်းကိုကြည့်ပြီးတော့ကျွန်မအရန်အန်အားတင်နေတာဘူကာနဲ့ကျွန်မရဲ့လေအကြောင်းတော့ခဏမိသွားတာပေါ့ဘူကာပမာရှိနေလဲဆိုတာကျွန်မတကယ်မသိပေမဲ့ကျွန်မလက်ထဲမှာခြိုက်ထားတဲ့အမှတ်အသားနဲ့အတူကျွန်မလိုက်လာခဲ့တာပါ ဘုကသူတို့ကိုရုံးကန်နေတဲ့အချိန်မှာကြခဲ့တဲ့ပစ္စည်းတစ်ခုလေဒီမှတ်သားနောက်ကိုလိုက်မယ်ဆိုရင်တော့တေချာပေါ့မူကကိုကြွိနိုင်မယ်လို့ကျမယုံကြည်နေပါတယ်ဒီနေ့မှာတော့နှစ်ပေါင်းများစွာကျွန်တော်အောင်မြင်ခဲ့တဲ့ကျွန်တော်ရဲ့အောင်မြင်မှုတွေအားလုံးကိုဒီကလူကြီးမင်းနဲ့အတွက်ပြန်လည်တစ်ခေါက်မိတ်ဆက်ပေးချင်ပါတယ်ပြီးတော့အားလုံးအမှတ်ရနေစီမဲ့ရုပ်ထုတစ်ခုကိုလည်းကျွန်တော်တီထွင်ထားခဲ့ပါသေးတယ်ခင်အားလုံးပဲဘယ်လိုရုပ်ထုမျိုးလဲဆိုတာခန်းစားကြည့်လိုက်ပါတော့ကျွန်တော်ပါဝင်ပါဟာသူ့ရုပ်ထုတွေလုတ်ပြန်ပြီလားဒီတစ်ခါဘာရုပ်ထုလုတ်အောင်မလဲအဖို့လို့လား ။အရင်ရှိဆိုရင်မနေချပါနဲ့။ကျွန်တော်ဒီတခါတော့အားလုံးအတွက်ပို့ပြီးတော့ထူးခြားအောင်ပြင်ဆင်ပေးထားပါရစေ။ဒီအရာကိုရဖို့အတွက်ဒေါ်လာ၁၀သိန်းလောက်အကုန်ခံထားခဲ့တာ။အာ ဖွင့်လို့မရဖြစ်နေတယ်။နည်းနည်းလောက်ကူညီကြပါဦး။ဟေးကလေးမမင်းမင်းလောင်နေရဲ့လမ်းကိုတိတ်ချသတိထားအောင်။နေပါဦး။ကျွန်တော်ဒီမှာပြရအောင်ပါလေ။ကျွန်တော်ကိုယ်ပဲအာရုံထားချပါ။ကျမရှောက်နေတဲ့ကုန်းမြေကြီးကဘာမှန်းတော့ကျမသိချာမသိပါဘူး။ဒါပေမဲ့စူးစားကိုဆွဲပြီးတော့ရုပ်ထုကိုပြဖို့လုပ်နေတဲ့လူကြီးက မကောင်းတဲ့ရာတစ်ခုခုကိုကြံစည်နေရကတော့ကျွန်မခံစားမိနေပါတယ်။မိန်းနမကလီမာလေးတယောက်ကိုလည်းသူက ထားထားသေးတယ်လေ။မဖြစ်တော့ဘူး။အဲ့ဒီကောင်မလေးကိုသူဒုက္ခပေးဖို့ကြံစည်နေတာ။ဘလို့နည်းနဲ့ပဲဖြစ်ဖြစ်ကျွန်မအဲ့ဒီကောင်မလေးကိုကယ်တင်ရမယ်လို့ခံစားလိုက်မိပါတယ်။စူးစားကိုဆွဲနေတဲ့နေရာမှာစောင်းပုတ်ကြီးကပြုတ်ကျတော့မလို့ဖြစ်နေတယ်။စောင်းဘော့ကပြုတ်ကျတော့မယ့်အနေအထားမှာအလုံးကတွေ့သွားပြီးတော့ရမ်းထိတ်လန့်ကုန်ကြတယ်။လူအုပ်ချရက်ကနေကျမဖြစ်လာပြီးတော့အဲ့ဒီကောင်မလေးကိုစင်ပေါ်အမြန်ပြေးတက်ပြီးတော့ ။ဆောင်းဘက်ကနေရှောင်ဖို့အတွက်ကျမခုံအုပ်လိုက်တာပေါ့။အာဟယ်လိုမင်းစီပြရလား။ကျမအဆင်ပြေပါရဲ့။ခုမရုပ်ထူအားလုံးပဲအထူးသတင်းရှိနေပါရဲ့။ညင်လိုက်ရတဲ့မြင်ကွင်းကအရန်ကိုအံ့အားသင့်မှုကောင်းပါရဲ့။မစ္စတာရှာရဲ့သမီးကိုပင်လယ်တမျှကောင်မလေးတယောက်ကကယ်တင်လိုက်တာပါ။ကယ်သွားတဲ့ပုံကတော့ရုပ်ရှင်ထဲကအတိုင်းပဲနော်။အိုးသိပါပြီ။ရုပ်ထူကြီးကဒီဘက်ကိုစောင်းလာနေတာ။အားလုံးသိကုန်တော့မှာပဲ။နေပါဦးသူပါလို့နေရလဲ။ ချစ်ပါအောင်ဟိုကောင်မလေးကတန်တန်နေရဲ့အပေါ်ကိုတက်သွားပြီလောကကိုမြို့ကြီးနိုင်ချာပဲနော်ကျမဒီမြို့ကိုရှာလာတာကကျမရဲ့မုခလေးကိုရှာဖို့ဆိုရဲအကြောင်းပြချက်ကိုတော့ကျမခဏလေးမေးသွားခဲ့ပါတယ်ကျမကကျွန်းသူမလေးတယောက်ဖြစ်ပြီးတော့တရစ်ဆန်လေးရင်းနဲ့တူတူနေရပါဒါပေမဲ့အဲ့ဒီနေ့မှာတော့ကျမကသူရဲ့ကောင်းတယောက်လိုမျိုးဖြစ်သွားခဲ့တာပေါ့ဒီတရင်ကအလုံးချားထဲမှာပြန့်နှံ့ပြီးတော့နမဲကြီးသွားခဲ့တယ်လုံကြွေရလာကြစမ်းဒီကောင်မလေးကိုဖမ်းသွားလိုက်ကြသူကငါရဲ့ပစ္စည်းတွေကိုဖျက်ဆီးဖို့စူးစမ်းနေတာ ဖေဖေသူကသမီးရဲ့အသက်ကိုကယ်တင်ခဲ့တာပြီးတော့ဖေဖေရဲ့မဟုတ်တန်းတဲ့ရုပ်ထုကြီးကလူတွေအားလုံးပေါ်ကိုပြုတ်ချအောင်မှာသူပဲကယ်တင်ပေးလိုက်တာလေဟာငါနဲ့ကိုကျေးဇူးတင်ပါရနော်ငါနဲ့မေကအလဇာလို့ခေါ်ရယ်နေပါဦးသူတို့ကနင့်ကိုအားပေးနေကြလားမဟုတ်ပါဘူးဟာနင့်ကိုအားပေးနေကြလीနေပါဦးနင့်နာမည်ကဘယ်လိုခေါ်လဲဒူဝီပါငါကမြောက်ကလေးကိုလာရှာတာသူကတော့ကျမရဲ့သူရဲ့ကောင်ဒူဝီလို့ခေါ်ပါတယ်တဲ့ မိနစ်ပိုင်းအတွင်းမှာရင်ချမကဘာကြီးပြောင်းလဲသွားတာလဲတရိတ်ဆယ်လေးရင်းနဲ့တူတူနေနေရတဲ့ကျွန်းသူပါလီဘွားကနေပြီးတော့ရွှတ်တရက်ကြည့်ပါအောင်ဘာကြီးဖြစ်ကုန်တာလဲမဖြစ်တော့ဘူးကျမဒီကျွန်းကနေထွက်မှရတော့မယ်ဒါပေမဲ့ကျမမလုံနိုင်ခဲ့ပါဘူးမင်းကဘယ်သူလဲဂျီယိုပါလာလောက်တာလဲဂျူဝီတန်တိုင်းနေပေါ်ကိုဘာဖြစ်လို့အလောက်တာမင်းမျက်စွစွတက်သွားနိုင်တာလဲမင်းကဒီကေကိုပဲစူပါဟီးရိုးလားအာကျမနာမည်ကဒူဝီပါ ကျမကဒူဝင်းတိကျွန်းကလာတာပါအာကျမက ကျမရဲ့တငယ်ချင်းမူခါလေးကိုလာရှာတာသူကမြောင်လေးတကောင်ဖြစ်ပြီးတော့အရန်လိမ့်ပါတယ်သူ့ကိုပင်လယ်တမျှတွေကခိုးသွားကြတာလေအဲ့ဒါကြောင့်ကျမနဲ့အတူအိမ်ပြန်ဖို့အတွက်လာခေါ်တာပါဟမ်ညင်တကယ်ကြီးပြောနေရလားဗာမြောက်ဝင်လဲနေပါဦးနေရစိတ်ကူးရင်နေရလားနေအောင်အဲ့ဒါကငါ့ဖေရဲ့ကွန်မဏီတစိတ်ပဲလေငါဒီတစိတ်ကိုတွေ့ပြီးတော့ဒီကလူတွေကငါ့ရဲ့မြောက်ကလေးကိုခေါ်သွားကြလို့ငါလိုက်လာခဲ့တာပဲဒါကငါ့ရဲ့တခုရဲ့တော့တဲလို့စားပဲဟာဟာ ဘယ်ကသိန်းလုံးစားရလဲကျွန်တော်ရဲ့ကုမ္ပဏီကတော့ဒီကမာလေးကိုလည်းမသိတလို့သူပြောနေတဲ့မြောက်စရာကိုလည်းဘာမှမသိပါဘူးနော်မိုခါလေးသူ့နာမည်ကမိုခါလို့ခေါ်ရယ်နေပါအောင်ရှေ့ကိုရင်းနှီးနေတယ်လို့ပဲလိုချင်ရမြင်မြင်လားဆန်ဒီကမာလေးကရှေ့သမီးရဲ့အသက်ကိုရောတခြားလူတွေရဲ့အသက်ကိုရောကဲတင်ပေးခဲ့တာပါတရိစံတွေကိုလူရမှုနဲ့ပတ်သက်နေတဲ့ရှင်တို့ကုမ္ပဏီရဲ့တစိုက်ကိုရောရှင်မပြောချင်ပါလဲဒီကိစ္စရင်းနဲ့ဘယ်လိုမျိုးဆက်ဆက်နေပါလဲမစ္စတာချွန်ကျွန်တော်မှာဘာအပြစ်မှမရှိပါဘူး ပြီးတော့ကျွန်တော်ဒီကောင်မလေးကိုကဲအာတမီးရောအင်ကိုခေါ်သားမယ်လေတမီးကသူ့ရဲ့မြောက်လေးကိုကဲတင်ပြဖို့အတွက်အကူအညီပေးလိုက်မယ်ဟုတ်ပါတယ်ဒူဝီကကျွန်တော်ရဲ့အိမ်မှာပြောင်းပြီးတော့နေပါလိမ့်မယ်ပြီးတော့ကျွန်တော်တို့ကလည်းသူ့ရဲ့မြောက်ကလေးကိုတွေ့အောင်လို့အကူအညီပေးပါမယ်ဟဟအဲ့ဒါကြောင့်မစိုးရင်ကြပါနဲ့နော်ကျွန်တော်ရဲ့ချူဟာကုမ္ပဏီက client တွေရဲ့စိတ်ကျေနပ်မှုကိုအားလုံးပြည့်ဝအောင်လို့လှုပ်ဆောင်ပေးနေပါတယ်တန်းတဲ့စကားမဆက်ဒါကတော့ကျွန်တော်ရဲ့နောက်ဆုံးထူထားတဲ့ကျွန်တော်ရဲ့ရုပ်ထုလေးပါ အာမခံခြင်းကိုအပြည့်အဝပေးဆွမယ်ဆိုတဲ့အတိတ်ပဲနဲ့ပေါ့အ ਨੇ ဆုံးတော့ဒီဟုတ်ထုကိုလည်းတို့အားလုံးမမိသွားချလောက်ပါပြီနေ့ရဲ့ကျေးဇူးကြောင့်နဲ့ပေါ့ကျမတော့မတိလိုက်ခင်ပါပဲကားရစ်ကိုခေါ်သွင်းခံလိုက်ရပြီးတော့မစ္စတာရှူဝါဒရဲ့အိမ်ကိုရှာလာပါတယ်သူ့ရဲ့အင်ဂျီကအကျိုးကြီးကျွန်းလို့ပဲအရှမ်းကိုကျင်လို့နဲ့ပြီးတော့တအိမ်လုံးမှာလည်းမစ္စတာချူဝင်ကသူ့ပုံစံတိုင်းလုပ်ထားတဲ့ရုပ်ထုတွေအပြည့်ပဲနင်ဒီရုပ်ထုတွေကိုတော့မြင်ပူးခဲ့မှာပေါ့အထက်မှာတော့အများကြီးမရှိပါဘူး ရေုပ်ကျက်ကြီးတပုတ်လာရတဲ့သူကြောင့်ကျမအယမ်းလန့်သွားတယ်။တပုတ်တစ်ခါမှအရှိုင်းမခံဘူးတော့ post ကိုဘယ်လိုပေးရမလဲကျမမသိဘူးလေ။ကျမအတွက်ကတော့အားလုံးကအတိတ်ပင်မရှိတဲ့အရာတွေပါပဲ။ကျွန်တော်ကတော့ကျွန်တော်တို့ကိုကယ်တင်ပေးခဲ့တဲ့ကယ်တင်ရှင်မလေးအတွက်သူ့ရဲ့မြောက်ကလေးကိုတောင်မတိသွားပြီးတော့ရှာဖွေပေးသွားမှာဖြစ်ပါတယ်။နောက်ထပ်တနားရဲ့အတွင်းမှာသူ့ရဲ့အသေးစိတ်အချက်အလက်တွေအားလုံးရအောင်လို့အတွက်ကျွန်တော်တို့သတင်းစာရှင်းလင်းပွဲကိုလည်းလုပ်သွားမှာပါ။သူ့ရဲ့မြောက်ကလေးနဲ့ဂျူရီတို့ပြန်လည်ဆုံစည်းသွားတဲ့အချိန်ကြရင်တော့ သူလည်းမြမြအင်ကြံလိုက်မှာပေါ့ဟုတ်တယ်မလားမစ္စတာထရက်ကကျမကိုကူညီပေးမဲ့သူလိုမျိုးစိတ်အားထက်သန်နေကြတာဖြစ်ပါတယ်ဒါပေမဲ့တက္ကမကြီးကမပိတ်လိုက်ခင်အချိန်ထိပါပဲသူကတက္ကပိတ်လိုက်တာနဲ့ချက်ချင်းပဲသူ့ရဲ့အမူအရာကပြောင်းလဲသွားပါတယ်အဲလစာသူ့ကိုအခန်းသွားပြီးတော့ပြလိုက်လောလောဆယ်တော့ကိုရောင်ထဲမှာသူ့ထားလို့ရမယ်ထင်တယ်ပြီးတော့အဲ့ကဂတ်တူပုံးနေတယ်သူအိတ်လို့ရမှာပေါ့နေပါဦးကျမကိုဘယ်လိုမျိုးဆက်ဆံလိုက်တာလဲကျမကမိုကာပမာလက်စထရာကိုတိပို့လို့အပ်တယ် ရှင်ကွန်ကြီးပေးမယ်လို့ဂတိပေးကြရမလားအမလီအရှိုင်းမလေးရယ်လူရီရှိမဆိုတော့ဒီလိုပဲပြောရတာမသိဘူးလားတရင်စာရှင်းလင်းပွဲတွေကနေတဆင်မင်းကိုရှာပေးမယ်လို့ပြောထားတယ်လေဒါပေမဲ့အဲ့ဒီတရင်စာရှင်းလင်းပွဲတွေကညကူရောရှာတွေ့မှာမဟုတ်ဘူးပတ်စံမဲ့ရှာတွေ့မှာမင်းကြောင့်နဲ့ငါကပို့ပြီးတော့ချမ်းသာလာအောင်လို့မင်းကိုအတုံးချမလို့စဉ်းစားထားတယ်လေအခုတော့ငါလန်ကနေဖယ်လိုက်စမ်းပါကျမတို့အချင်းချင်းကြည့်လိုက်ကြပြီးတော့ကျမရဲ့ကောင်းထဲမှာပေါ်လာခဲ့တဲ့အရာကိုအရင်ဆုံးလွတ်လိုက်ပါတယ် ူကျမကိုထိုးနေတဲ့လက်ညှိုးကိုကျမသွားနဲ့ကုန်းကိုက်လိုက်တာပဲဖြစ်ပါတယ်။နင်ကတရိတ်ဆန်တကောင်သူပဲ။အမာရွတ်ရသွားရင်လည်းကန်ကောင်းပေါ့။ဒီလိုပြောလိုက်တော့မစ္စတာထရက်ကထွက်ပြေးသွားတယ်။ငါအဖေကိုအရှင်းတော့ကဘယ်သူမှဒီလိုပြန်မပြောရချောက်ဘူး။သူကအခုနင့်ကိုအော်တော်မအော်ရဘူးနော်။ငါမကောရှာတွေ့မရမယ်။အာနင်အရင်ဆုံးတန်ရှင်းလောက်ရမယ်လို့ငါထင်တယ်။ငါတို့ကတနာရီပဲအချိန်ရတယ်။ကျမအခန်းထဲကိုဝင်သွားတဲ့အချိန်မှာရန်ကူအန်အောသွားရတယ်။ အလဆာရဲ့အခန်းကြီးကကျမအိမ်မထဲကအခန်းလိုမျိုးဖြစ်နေကြတာအဟမ်းအခန်းကနည်းနည်းကျဲတယ်ဆိုတာငါသိပါတယ်ဒါပေမဲ့နင်လည်းအသားကြောင်အောင်လုပ်နေကြည့်ပေါ့ငါမှဒါမျိုးရှိတယ်ငါပတ်တန်ကလောက်ထားတာအဲအကောင်းကြီးတော့မဟုတ်ဘူးပေါ့တကယ်လားအဲ့ဒါဆိုနင်ကတိတ်မိုက်တာပဲအရင်ဆုံးအင်ချီအစ်တလဲလိုက်ရအောင်အလဆာကကျမအတွက်အင်ချီတွေအများကြီးဝေးကြည့်ခိုင်းပါတယ်ဒါပေမဲ့အများကြီးဝေးပြင်မဲ့လဲဘလို့ပဲဝေးနေပါစေကျမတို့စိတ်တိုင်းမကြသေးပါဘူးနင်ငါမှအိုင်ဒီယာရပြီ။ ရပြီ။ဒါနဲ့ဆိုရင်အရန်ကိုအဆင်ပြေသွားပြီ။ဒါဆိုရင်ငါတို့တာကိုချွတ်။အဲမရဘူး။ငါနေကမျက်မှောက်ကိုချွတ်လို့မရဘူး။ပြီးတော့နေကမျက်လုံးကိုလည်းကြည့်လို့မရဘူး။ရပါရဲ့ဟာ။နေကငါ့အသက်ကိုကယ်တင်ထားတာပဲဟာ။ငါနေမျက်လုံးကိုကြည့်နိုင်ပါရဲ့။ငါကနေ့ပေါ်အကျွေးတင်ထားတဲ့သူတယောက်မလို့နင်ကောင်အလုံးပြလို့ရပါတယ်။ဟမ်။နေကျွေးမလား။နေသွားလိုက်တော့။မဟုတ်ဘူးမဟုတ်ဘူး။နေမျက်လုံးတွေကအရှမ်းမိုက်တာပဲ။ တန်မာပြီးတော့တတိရှိရပုံဖြစ်တယ်။ပြီးတော့အရန်လန်းလာတယ်ဟ။ငါငါမခောက်ရှားမယ်။ယုံကြည်အောင်မယုံကြည်နေပါ။ကျမကိုဒီလိုမျိုးကျင်နာပေးခဲ့တဲ့သူတယောက်မှမရှိခဲ့ဘူးပါဘူး။ကျမတပွားလုံးမှလည်းကျမကိုလှတယ်လို့ပြောခဲ့တဲ့သူတယောက်မှမရှိခဲ့ဘူးပါဘူး။အဲအကြောင်းပထမအဦးဆုံးအချိန်မှာကျမမခံစားဘူးခဲ့တဲ့ခံစားချက်ကိုခံစားလိုက်ရတာဖြစ်ပါတယ်။ဒီတော့ကျမလည်းထွက်ပြေးလာခဲ့မိတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတော့တတိကြောင်ရလို့ထင်ပါတယ်။ကဲ အားလုံးပဲဧည့်သည်တွေလက်ဆုံးတင်သွားပြီဆိုတော့ကျွန်တော်ရဲ့နားဆက်တွဲစွန့်စားကန်းလေးတစ်ခုကိုအားလုံးကိုကျညာပေးသွားချင်ပါတယ်။ကျွန်တော်မြို့တစ်ပတ်လုံးမှာပင်လယ်ကိုကာထားတဲ့ပင်လယ်နေရံတွေကိုတိစောက်သွားဖို့အတွက်အစီအစဉ်နေပါတယ်။ဒီလိုပင်လယ်နေရံကိုတိစောက်ခြင်းကကျွန်တော်တို့မြို့လုံးကြုံစည်ဖို့အတွက်ဖြစ်ပါတယ်။နေရံမှာဗာထဲပို့ရောအစီအစဉ်သွားမှာလဲ။ခမရုပ်ထုကိုရောတက်အောင်မလား။မဟုတ်ပါဘူး။အဲ့ဒီအစားစရုပ်တွေကိုဖန်တီးသွားမှာပါ။ အတိတ်ဆက်ရုပ်တွေကနေတဆင့်နေရာလေးကိုကျွန်တော်စောင့်ကြည့်သွားနိုင်တယ်လေဒီ project ကို 4M လို့ပေးထားပါတယ် mechanical momentous multitude နဲ့ mi ပဲဖြစ်ပါတယ်ကျွန်မအတွက် ကတော့စိမ့်သက်တဲ့မြို့ကြီးတွေကိုရောက်နေရတာရှားအလုံးအံ့ဩသင့်စရာတွေကြီးပါပဲကျွန်မမသိတဲ့မြို့ကြီးတွေမှာကျွန်မသစင်းနေတဲ့တူတူရှိနေရတာမူကလေးကိုတွေ့ပြီးတော့မြင်းမြန်ဆက်ဆက်မဲ့အင်ကိုပြန်ချင်နေပါပြီဒါပေမဲ့ကျွန်မရဲ့အတွေ့ကအလိုက်စားစီပြောင်းသွားပါတယ်ကျွန်မအလုပ်တစ်ခုတော့လုံးဝဖြစ်မယ်ထင်တယ် ဒါပေမဲ့ဘာလို့ကမမလည်းမသိဘူး။ဝကကိုဖမ်းကောက်သွားခဲ့ကြတဲ့ရွှေလီကတော့ကျမဘယ်တော့မှမမေ့ပါဘူး။အခုကျမရှိမှရှိနေတာကအဲ့ဒီရွှေလီပဲ။မစ္စတာချွာရဲ့အပိုင်မဲ့ပေါ့။အဲ့ဒီရွှေလီဘူးကိုတက်ဖို့အတွက်တော့ကျမအကူအညီလိုအပ်ပါတယ်။ဟဲ။ငါနဲ့ကိုရှာနေရကြာလာနေပြီ။ဘယ်ရောက်နေရလဲ။နင်အစင်ရောပြေရလား။ငါနဲ့ရဲ့အကူအညီလိုအပ်တယ်။ဘာတော့လဲ။ပြီးတော့ဘာဖြစ်လို့နေကျိုးတွေကိုတဲလာတာလဲ။နေပေတွေတောင်းနေရလဲ။ ငါလမ်းမနေကိုရှင်းပြမယ်နော်။ဒါပေမဲ့အခုတော့သွားရမယ်။ဟဲငါတို့ထွက်ရမယ်တကားပေါက်တရားအများကြီးလေ။အဲ့ဟာကြောင့်နေကိုညီလိုအပ်တယ်လို့ပြောတာပေါ့။မြင်မြင်လာပါ။အဲလစာနင်ငါ့ကိုရှုံးတယ်မလား။မူကကိုဖမ်းခေါ်သွားခဲ့ကြတဲ့ရွှဲလေးကိုငါကမ်းမှာကတ်ချတာတွေ့ပြီးသားပြီ။ဒါဆိုတကယ်ပဲမူကကိုဖမ်းတာကငါ့ဖြစ်ပတ်သက်နေတာပေါ့။ဟုတ်တယ်ဟာ။ငါမေဆုံးပါသွေးရဲ့နောက်ပိုင်းကစပြီးတော့ငါတို့အားလုံးလည်းဆုံးရှုံးလိုက်ရတာအများကြီးပဲ။ ။ငါကလည်းငါမိဘတွေကိုဆုံးရှုံးထားရတာပါ။အဲဒါကြောင့်နေ့ရက်ခန်းစားချက်ကိုနားလည်ပါရယ်။ညဒီမှာနေခဲ့ခြင်းနဲ့ဆိုရင်လည်းရှားပါရယ်ဟာ။မဟုတ်ဘူး။ငါအမှန်တရားကိုတော့သိဖို့လိုအပ်တယ်။ဒါပေမဲ့ငါတော့ချက်ကိုတော့ရှားမတွေ့ဘူး။ညီကငါရဲ့တော့ချက်ပဲလေ။ဒီຫນွေကျိုးတွေကိုကျွန်မဘယ်လိုသုံးရမလဲဆိုတာမသိပါဘူး။ဒါပေမဲ့ညွှန်ချိုးကောင်းကောင်းတစ်ခုကတော့ကျမတို့အရှာအလုံးအစီပြီးသွားစီနိုင်ဖို့အတွက်အများနဲ့သုံးနေချာရဖြစ်ပါတယ်။ကဲကြပါအောင်ကဲကြပါအောင်အလစာတရားရလာလို့ပါ။ ဟဲ့ကလေးမကြီးဘာတွေဖြစ်လာကြရလဲသူຫນွေကြိုးတွေပိတ်မိပြီးတော့ရေထဲကိုပြုတ်ချသွားခဲ့လို့ပါကျမထင်တာကတော့သူချောက်ကျိုးသွားပြီထင်တယ်အဲ့ဆိုရင်ငါကူညီတော့ခေါ်လိုက်အောင်မကြလိုက်ပါဘူးကျမတို့ညလုံးကြိုးကြီးကိုဖမ်းဆီးလိုက်ပြီးတော့ຫນွေကြိုးတွေနဲ့ချီထားလိုက်ပါတယ်လုံကြိုးကြီးခန်းထဲကနေပြီးတော့ကျမတို့ CCTV တွေအကုန်လုံးကိုမြင်ရနိုင်တယ်လေအိုးမဖြစ်ဘူးအဲ့ဒါကအမှန်ပဲလားငါအဖေက တွေ့ရမလားတရိတ်ဆန်တွေကိုကုန်ကူးနေတာ ငါတို့ကင်မရာကိုနည်းနည်းရွှေ့ကြည့်လို့ရလားဘူကကိုရှားမရမယ်ဒီမှာကနီးပညာမြင့်နေစပီကာလည်းရှိတယ် zoom နဲ့လည်းဆွဲလို့ရတယ်သူတို့ဗာပြောနေရလေကအစားငါတို့အားလုံးနားထောင်လို့ရတယ်ဒါဆိုရင်တော့ကင်မရာကိုလည်းရွှေ့ကြည့်လို့ရမှာပဲညဝင်အဖြူတွေအားလုံးကိုကြည့်ကြည့်လိုက်မိတွေဘယ်လိုပိတ်ရမလဲကော နေတိလားအဲ့ဒါမှငါသူ့ကိုကြည့်ရမယ်လေဟမ်ဒီပါဝါကနေပြီးတော့မိပိတ်လို့ရပါတယ်ဒါပေမဲ့မိပိတ်လိုက်ရင်နေကောဘယ်လိုလုပ်မြင်တော့မှာလဲ ညဘက်ဆိုတာကငါ့ရဲ့အပိုင်မလေးအလဲစားဒါဆိုလည်းငါလုပ်ပေးမယ်နင်ခရူးဆိုင်ပါအောင်နော်ပြီးပိတ်သွားတဲ့အချိန်မှာတော့အရှာအလုံးကကျမတို့လည်းကူသွားခဲ့တယ်လေသူတို့ကဘာမှမမြင်ရတော့ကျမတို့အလုံးကိုပိတ်လောင်နိုင်ခဲ့ပါတယ်မိနစ်ပိုင်းတွင်မှပဲကျမမူကကိုရှာတွေ့သွားခဲ့ပါတယ်မူကငါနှစ်ကိုအရှမ်းလွှဲနေတာလာလာငါတို့မြင်မြတ်သွားကြမယ်မူကကတခြားတရိတ်ဆန်တွေကိုကဲပို့တော့ကျမကိုလည်းညှို့ထုတ်ပြနေပါတယ်ငါတို့အလုံးကိုတော့ကဲလို့မရဘူးလေမူက ဒါပေမဲ့ငါကိတ်နိုင်တယ်။အလစာကဘာလို့အမလဲဆိုတာကိုသိချာသိပါရယ်။ရဲရီကိုချက်ချင်းအကြောင်းကြားပြီးတော့ဖုန်းဆက်လိုက်တာပေါ့။ပိုကောင်းတာက CCTV မှတ်တမ်းတွေအားလုံးကိုပါရဲလက်ထက်ကိုအပ်လိုက်တာပါ။နိုင်ပိုင်းအတွင်းမှာနေမဲ့သူတို့ရဲ့လုပ်ငန်းတွေအားလုံးချက်ချင်းရဆိုင်ခံလိုက်ရပါရယ်။ငါတို့သူ့ကို ရုပ်ထုထဲမှာပုံနေရတွေ့လိုက်ရတာ။သူကတမိနဲ့စကားပြောချင်နေလို့ပြောရယ်။တမိလေအဖေတမိကိုရှုံးပါရယ်ကွာ။အဖေကိုခွတ်လို့ပါ။အဖေအဖေ အကူညီလိုအပ်နေရလားအဖေဒါရီအလုံးကအဖေကိုယ်တိုင်မှာခဲ့တာရီလေအဖေအခုချိန်မှာအကူညီလိုအပ်နေရစရာနားလဲပါတယ်ဒါပေမဲ့ train salary ပေါ်လုပ်ခဲ့တဲ့အပြစ်ချိုးရအလုံးကိုချေပြီးတော့မှပဲသမီးစီပြန်လာခဲ့ပါ Miss Elisa ဒါဆိုကျွန်တော်တို့ဒီ train salary ကိုဘယ်လိုလုပ်လိုက်ရမလဲသူတို့ကဘယ်ကလာခဲ့လဲစရာမသိချောက်လေအရှာအလုံးကတခဏချင်းမှရင်းပဲပြောင်းလဲသွားခဲ့ပါတယ်ရှေ့တဲ့တဲ့ဘက်အနေငယ်ကြတော့ကျမလည်းနောက်ဆုံးမှသတင်းစာရှင်းလင်းပွဲပါတဲ့ဒီဖြစ်သွားပါတယ် ချူအလုံကန်းစရဲကောင်းဆောင်ဖြစ်တဲ့အလိုက်စာကအခုဆိုရင်ကျမတို့ရွာကရွာသားတွေနဲ့သဘောတူညီချက်တခုလုပ်ထားပါတယ်။ကျမတို့ရွာသားတွေအလုံးကတရိဆလီတွေကိုကူညီဖို့အတွက်တာဝန်ချတာချင်းခံခဲ့ရပါတယ်။သူတို့တွေလည်းလဆာများတဲ့လုပ်ငန်းတခုအနေနဲ့အလုပ်ရခဲ့ကြတယ်။တရိဆလီတွေကလည်းသူတို့နေထိုင်ဖို့အတွက်နေရာကားတခုကိုရှာတွေ့ခဲ့ကြတယ်။ကျမတို့အကောင်ဆုံးကတော့ရွာအလုံးကိုမျက်ဝေမဲ့သူတယောက်ရောက်သွားခဲ့တာဖြစ်ပါတယ်။ကျမတို့ညကမတူညီတဲ့ကဘာနှစ်ခုမှာနေထိုင်ခဲ့ပေမဲ့လည်းပေါ့ တနေရာကတော့ခင်မိတဲ့မြို့ပြကြီးဖြစ်ပြီးတော့ကျမရဲ့နေရာလေးကတော့တိတ်ဆိတ်တဲ့ကျွန်းငယ်လေးဖြစ်ပါတယ်။ဒါပေမဲ့အခုတော့ကျမတို့ကဘာနှစ်ခုကအဆုတ်စီးသွားခဲ့ပြီလေ။ကဘာနှစ်ခုပေါင်းဆက်ထားပြီးတော့အိမ်လို့ခေါ်တဲ့အရာလေးဖြစ်လာခဲ့ပါပြီ။ဆန်လန်လေးကတော့ဒီလောက်ပါပဲရှင်။နောက်နေ့မှလည်းဒီလိုချိန်မှာပရိသတ်လေးတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါသေးတယ်။တာယာအီချင်းနဲ့နေရာလေးတွေကိုပိုင်ဆိုင်နေကြပါစီနော်။